ဘသူကမှလညို့မထိုးနဲ့ဘသူကဘလို့နေတာဘသူကဘလို့အကျင့်ပြတ်တာမပြောနဲ့ကိုဘာသာကိုတီလရှိဖို့ကြိုးစားသူများညစာစာတိုင်းစားဖို့မစင်စားနဲ့သူများငွေကန်တိုင်းကိုငွေကန်ဖို့မစင်စားနဲ့သူများအင်ဂျင်ဝတ်တိုင်းကိုအင်ဂျင်ဝတ်ဖို့မကြိုးစားနဲ့ကိုတီလကိုထိမ့်ဖို့ကြိုးစားကြသူများတွေတရားတွေကင်းပြီးတော့ဘလို့ပဲနေနေကိုတရားကျင့်ဖို့ကြိုးစားကြ လောကမှာကိုလုံးမှကိုရတာပဲလေကိုလုံးမှကိုရတာပဲဒါကြောင့်တို့ပထမခန္ဓာယောဆရာတော်ကြီးဆုံးမတာထင်တယ်ရှင်ချောင်းပေကြနော်အသက်ရှင်စင်မှာချောင်းချောင်းရှိရှိနဲ့စိတ်လွတ်ကိုလို့နေကြတယ်ဝိနည်းနဲ့နေရတာကျင့်ကြတယ် တရားနဲ့နေရတာကျင့်ကြတယ်ဆိုပြီးတော့တရားလက်လွတ်နေကြတယ်ဝီနီးဘေးပဲနေကြတယ်ချောင်းတလူလိုတော့ထင်ရတယ်ပေါ့နော်လွတ်လက်တယ်ဟေးပေါ်ပါတယ်ဟေးတချို့ကိုရင်နေကြောင်းတိုင်မှာနေတဲ့အခါဟိုကြောင်းတိုင်မှာစီကံနေကြီးလိုက်တာဟိုကမလို့ရဒီကမလို့ရဟိုမသွားရဒီမသွားရမနေ့မိုးနေ့ကနေမိုးချုပ်တစားစားနဲ့စာပဲကြက်နေရတယ်တရားပဲမှတ်နေရတယ်ကျင့်ကြလိုက်တာ မလွတ်လပ်လိုက်တာဝိရုဇာကိုလည်းမဖက်ရရုပ်ချင်းလည်းမကြည့်ရဂိမ်းလည်းမစောရဖုံးလည်းမကြည့်ရပြင်းစရာကောင်းလိုက်တာတင့်ကျက်တယ်လို့ထင်ကြတယ်ပေါ့အဲ့တော့ခြောက်တဲ့နေရာသွားကျင်တယ်ဖုံးကင်လို့ရတဲ့နေရာသွားကျင်တယ်ပတ်စံကင်လို့ရတဲ့နေရာသွားကျင်တယ်ညတာစားလို့ရတဲ့နေရာသွားကျင်တယ်ဘောလုံးကင်လို့ရတဲ့နေရာသွားကျင်တယ်ခြောက်ရှိတဲ့နေရာသွားကျင်တယ်ပေါ့အဲ့တော့ဟုတ်တယ်လို့တော့ရှိသားပဲပေါ့နော် ဒါပေမဲ့တည်တဲ့ခါကျရင်ကြက်လိုက်မယ်တဲ့အဲ့ဒါကိုတော့မာကနောပထမမာကနောရှင်တော်ကြီးကရှင်ချောင်းတည်ကြက်အသက်ရှင်စင်မှာတော့ချောင်းရင်ချောင်းလိုက်မယ်ဒါပေမဲ့အဲ့ဒီပုဂ္ဂိုလ်တွေတည်ရင်တော့ကြက်လိုက်မယ်တည်တဲ့ခါမှာကံအာယုံတွေကမ္မနမိတ်အာယုံတွေဂတိနမိတ်အာယုံတွေမကောင်းနိုင်တော့ဘူးပေါ့ကိုလုတ်ခဲ့တဲ့ယဟန်အကျင့်ပြတ်မှုတွေနော်ယဟန်အကျင့်ပြတ်မှုတွေပေါ်လာလိမ့်မယ် အဲ့ဒီကံတွေကြောင့်သွားရမယ်ငရေဂတိတွေတရိစ္ဆန်ဂတိတွေပိဋ္ဌာဂတိတွေပေါ်လာလိမ့်မယ်အဲ့ခါကျမှကဲပါအောင်ကုကြပါအောင်နဲ့တည်တဲ့အခါမှာနော်အလွန်ပင်မဲ့ဆင်းရဲစွာနဲ့တည်ရလိမ့်မယ်ပေါ့အဲ့ဒါကြောင့်ရှင်းချောင်းတည်ကျဲလို့ဆုံးမတော်မူကြတယ်ရှင်ကျက်တေချောင်းတဲ့တခါပြောင်းပြန်ဆုံးပါလား ေအသက်ရှင်စင်မှာဝိနည်းတွေကျင့်ရတာတရားဓမ္မတွေကျင့်ရတာအခြားသူတွေကိုကြည့်လိုက်ရင် ကိုကမလွတ်လပ်ဘူးကြက်တဲသလို တချို့ကခံစားရတယ်တရားတရားနေတဲ့ပုဂ္ဂိုလ်ပေါ့အထူးသဖြင့်တရားတရားရှိတဲ့ပုဂ္ဂိုလ်ကတော့ဘုရားဝိနည်းတွေကိုကျင့်ရလေလေပျော်လေလေပဲတရားတရားရှိသူနဲ့တရားတရားမရှိသူဒီနေရာမှာကွာသွားတယ်တရားတရားရှိတဲ့သူတွေကဝိနည်းကျင့်ရတာကို ကြက်တယ်လို့မခံစားရဘူးဝိနည်းတော်တွေကိုပျော်ပျော်ပါးပါးနဲ့ကျင့်နိုင်တယ်တရားတရားရှိသူကတရားဓမ္မတွေလည်းပျော်ပျော်ပါးပါးကျင့်နိုင်တယ်တရားတရားနဲတဲ့သူတွေကတရားတရားမရှိတဲ့သူတွေကဆရာသမားတွေကိုကြောက်လို့သာဝိနည်းလိုက်နာနေရတာကိုယ်သဘောထားရစီမကျင့်ချင်ဘူးတကြောင်ကြောင်းအပြင်ကိုထွက်ရင်ပတ်စံကင်ကျင်တယ်ကြောင်းအပြင်ရောက်ရင်ညစာစားကျင်တယ်ကြောင်းအပြင်ရောက်ရင်ဖုံးကင်ကျင်တယ်ကြောင်းပြင်ရောက်ရင်ဝင်းနည်းနဲ့မညီတဲ့ လုတ်အလုတ်တွေလုတ်ချင်တယ်ဘာလို့လဲဆိုတော့တရားတရားမရှိတော့တရားတရားနေလို့အဲ့တော့တရားတရားနေသူအတွက်ဝိနည်းတွေကျင့်ရတာတရားတွေကျင့်ရတော့ကိုကြက်တဲလိုက်တာလို့ခံစားမိနေတတ်တယ်ဒါပေမဲ့ရှင်နေစင်မှာကြက်တဲခြင်းသည်ပေတဲ့အခါချောင်းဖို့ပဲပေါ့တည်တဲ့အခါမှာကိုကျင့်ခဲ့တဲ့တိလ ဘာဝနာတွေကအားကိုးရတယ်လေအဲ့ဒါကြောင့်ကျေတော်ဘုရားကြီးတွေကဆုံးပါလားရှင်ကျက်သေးချောင်းတဲ့အသက်ရှင်စင်မှာကျက်တဲပြီမဲ့သေတဲ့အခါချောင်းတတ်ပါလေအဲ့ဒါကြောင့်ရှင်ချောင်းသေးကျက်နော်ရှင်ကျက်သေးချောင်းလို့ဒီလိုဆုံးပါတော့မူကြအေးကောင်းပြီအဲ့တော့မြတ်စွာဘုရားကလည်းဓမ္မပဒမှာနာမုံတကေးနာတမနော ခေါင်းတုံထားယုံနဲ့တော့ယဟန်မဟုတ်သေးဘူးနော်အဘတော်အလိကံပနံသီလအကျင့်ဒုတင်အကျင့်တွေပြတ်နေမယ်သီလအကျင့်မရှိဒုတင်ကျင့်လေးမရှိ အလိကံပနံမဟုတ်မမှန်ရှုရင်သောစကားမူတာစကားတွေကိုပြောနေမယ်အိဆာလောဘတမာပံနောအိဆာနော်မရသေးတဲ့ အာယုံတွေကို လိုချင်မှုမျောလင့်မှုကိုအိဆာလို့ခေါ်တယ်။မရသေးတာတွေကိုလိုချင်နေတာအိဆာ။ကာမဂုဏ်အာယုံနဲ့ပတ်သက်ပြီးတော့နော်။ကာမဂုဏ်အာယုံနဲ့ပတ်သက်ပြီးတော့လိုချင်နေတာအိဆာ။လောဘဆိုတာကတော့ရပြီးသားအာယုံတွေကိုတာယာနေတာတတ်မှတ်နေတာ။ မရသေးတာကိုလိုချင်တာကအိစာရပြီးသားကိုตาရတတ်မှတ်နေတာကလောဘအဲ့လိုတတိပဌံတရားတွေကင်းမဲ့ပြီးတော့ကာမဂုဏ်အာယုန်တွေကိုတမျောမျောဖြစ်နေတယ်ရလာတဲ့လက်လာဘတွေကာမဂုဏ်အာယုန်တွေပေါ်မှာ ਨੇ ตาရတတ်မှတ်နေတယ်ဆိုရင်တမနောကိဉ္ဘဝိတ္တိဘယ်လိုလို့ဘုန်းကြီးဖြစ်မှာလဲတဲ့မြတ်စွာဘုရားကတမနောကိဉ္ဘဝိတ္တိဘယ်လိုလို့ဘုန်းကြီးဖြစ်မှာလဲဘယ်လိုလို့ယဟန်ဖြစ်မှာလဲ